ကိုပိုင်စီးပွားရေးလို့ကိုကယင်းနီးဆိုတာဒီလိုသထေးတွေမှာပဲရှိတာဟုတ်ပါဘူးဒါသူကျွန်တော်အမြဲတမ်းငွေကြေးနေကြည့်တယ်နောက်ကြိုင်ကိုဆိုင်နဲ့ဝင်ပြီးလုပ်ခိုင်းမှာသူတို့အနေသားတို့ဘာလို့ပေါ့စီးရင်ကြိုင်တို့စီးရင်ကြိုင်ဝဲရိုးတို့အမအချိန်တိုင်းတာတခုပေါ့နော်သူတို့လည်းရက်နေရတော့မဟုတ်ဘူးစူးစမ်းနေရပေါ့ပေါ့ဟိုစုမီဆောင်လေးရှိလာတဲ့တနေ့တော့ဒါ second plan ဆိုတော့ရှိတယ်လေဒါသူတို့စောစောလို့ວ່າတော့လေအကြရတယ်အအရှိရနေကြည့်ရတာအရှိရနွားလာတွေဖျက်ဖြောင်းသွားတော့လေကိုကလည်းဖျက်ဖြောင်းလိုက်ရပါပေါ့ င်္ဂလာပါဒါမမြက်ကလည်းတို့မှာဒီ program မှာလည်းစီညာလည်းဖြစ်တယ်အရင်လည်းခင်တယ်ပေါ့နော်ပေးပါလားဟုတ်ပါပါလား အဲရန်လည်းခင်တယ်ပေါ့အခုလည်းရန်သားတွေရန်သားလွှင့်နေရဆိုတော့ဒါအမသတိတရားနဲ့သူတို့ကိုဖိတ်ပေးရပါဘောเนาะအဲအမဒီဒီမွေးနေ့လည်းဖြစ်တယ်အဲ့တော့ happy birthday and congratulation ဟုတ်ပါတယ်အရင်ဆုံးပြောချင်တာမမက်သူ happy birthday ပါပြီးတော့ဒီလိုရတနာဆိုင်ကြီးဖွင့်သွားတဲ့အတွက်အရန်ကိုဝမ်းသာကုန်ပြုပါတယ် congratulation ပါဟုတ်တော့အဲ့ကောင်ထဲမှာကံကောင်းတယ်လို့ပြောလို့ရမယ်အမကအများကြီးလဲသူ့သင်ပေးတယ်သူရဲ့ပထမဦးဆုံး series လေးဖြစ်နေရဆိုတော့လေအမနဲ့တရုတ်ဆောင်ရတာအရင်ကောင်းတယ်ပြီးရင်ဟို ပညာကြီးလည်းအများကြီးရတယ်ပေါ့နော်အဲပထမဦးဆုံးကတွေ့လိုက်တာအာကျွန်တော်လည်းဆက်စားတယ်မမျက်တူနဲ့ပထမဆုံးတွေ့တဲ့ကယတနာရဲ့ယတနာပထမဆုံးတွေ့တာအပြီးတော့ဒုမမနဲ့တူဒုမမနဲ့တူကဒုတိယမမျက်တူနဲ့ရရလာအရန်စိတ်တွေတယ်ပြီးအမတက်လဲတက်သေးတယ်အာပြီးကျွန်တော်တို့ကတရုတ်ဆောင်စစ်တွေဆိုတော့အဲ့တွေလည်းပြောပြရဆိုတော့ ော်သူ item လေးလိုရင်းလဲအဲ့လိုပြောပြရတယ်အဲ့လိုအဆရာဆောင်ချန်ဦးပေါ့ဒီတိုင်းသူ့ဘက်သူတိရောက်ဆောင်ပြီးတော့ကွက်ကူနေအောင်မဟုတ်ဘူးသူတို့ဆိုလို့ရှိရင်လဲအဲ့လိုပြောပြရတယ်ပြီးရင်သွန်းတဲ့သူနဲ့ကအမှအဲသူ့ရဲ့အင်နိုဒိန်းကိုကလောက်ရတာဆိုတော့လေနည်းနည်း close ပုံဖြစ်တာပေါ့နော်မမြတ်သူရဲ့ item တွေကသဘာဝဆန်တယ်။သူကပေါ်ပေါ်ပါပါလေးပဲ။သူကအဲ့လိုအတင်းထုတ်ထားတာလည်းဖြစ်ဘူး။ item အရန်ကောင်းတယ်။အဲ့တော့အများကြီးပြောစရာမရှိပါဘူး။ အရှိမဘိုင်းလုံးလဲဆိုတော့ကိုက series တွေဘိုင်းရိုက်တာမရှိဘူးတော့ယူကြီးကတကတော့ရိုက်တာရှိရပေါ့အဲကိုကတော့နားနေရပေါ့ကျွန်တော်တော့ coffee sign run နေရပေါ့ coffee sign ဖွင့်ထားတာ3လောက်ရှိပြီဆိုတော့ဒီ coffee sign နဲ့အသားချဖို့အတွက်ကုတင်ဒီလုံးပန်းနေတော့မယ် customer များများလာဖို့အတွက်ပေါ့ရှိလားအတထေးလားတထေးတထေးရမ်းထေးတယ်ဘယ်နေရာဒီတထေးလေး အော်စီးပွားရေးတော့အများကြီးဖြည့်ပြီးသွားပြီသူစီးပွားရေးသူ့ဆိုင်ကိုလည်းသွားပြီးတော့မြည်ဆန်းပြီးပြီးအဲ brand opening လည်းသွားတယ် soft opening လည်းသွားတယ်သူ့တော့ဒါယုံကြည်သွားရေးအခုသူ့ဆိုင်လည်းတော်တော်လေးပတ်သွားပါပြီဟုတ်ဒါဘာပဲဖြစ်နေဖြစ်နေဒီ media အကိုအမတွေကြောင့်ပေါ့နော်ဆိုင်လေးကအာခဏလေးအတွင်းမှာအမြင်လိုက်တော့ကျွန်တော်ခံစားရတယ်အားလုံးကျေးဇူးတင်ပါတယ်ဟမ်စီးပွားရေးကိုတော့လေဒါပေမဲ့အဲတကြီးရောပြုစုဖို့တငယ်ချင်းတွေပြုစုဖို့တက်ကျွန်တော်ပြောတာ အရင်လည်းမဆန်ဖြုံးနိုင်ရေတုံးနိုင်ရေလည်းမဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးကိုရီလိုရင်ချီးဖို့တကယ်ချင်းနေတော့တယ်လားငါကျင်းနေတော့ပဲကွာဒီမှာရှိနေကြည့်ဟုတ်တယ်ဟုတ်တယ်ရှိတယ်ဆိုင်ပဲဆိုင်ရသူ့ရည်စားဖြစ်နေပါ့ လေးကမှချိန်ချိန်မှပေးကြတော့ပါပေးကြတာကိုရှိခဲ့တော့မှကျွန်တော်မလေးဟောပြီးတော့ဟုတ်တယ်ဟုတ်တယ်เนาะရှိခဲ့တော့မှအများနဲ့ကျွန်တော်တကယ်ချင်းနေ့ရှိပြန်တော့ရတယ်ဟောပြီးတော့ကျွန်တော်တို့ပြန်တယ်အချိန်ကို management လုပ်ထားတာပေါ့ရေးစားရေးစားတကယ်ချင်းဆိုင်ရဆိုင်เนาะအခုတော့ရေးစားမရသေးဘူးခေါ်တယ် ဟောကိုပိုင်စီးပွားရေးလို့ကွာရင်းရင်းနှီးဆိုတာဒီလိုတထေးတွေမှာပဲရှိတာတဲ့ဟုတ်ပါဘူးဒါသူကျွန်တော်အနေနဲ့တကယ်ချင်းနေကြည့်တယ်နောက်ကြံကိုဆိုင်နဲ့ဝင်ပြီးလောက်ခိုင်းမှာသူတို့အနေသားတို့ပါတို့ပေါ့စင်ရင်ကိုင်တို့စင်ရင်ကိုင်တို့ဝဲတို့တို့မအချိန်တိုင်းတာတခုပေါ့နော်သူတို့လည်းရက်နေရတော့မဟုတ်ဘူးကြိုးစားနေရပေါ့ပေါ့ဟိုစုမီဆောင်လေးရှိလာတဲ့တနေ့တော့ဒါ second plan ဆိုတော့ရှိတဲ့လေဒါသူတို့စောစောလို့ွားတော့လည်းအကြရတယ်အဲအရှိန်နေကြည့်ရတာအရှိန်နွားလာတွေဖျက်ဖြောင်သွားတော့လေကိုကလည်းဖျက်ဖြောင်လိုက်ရပါပေါ့ဟုတ်တယ်ဒီကိုစပိုင်စပိုင် တော့တော့လေ beauty ဘိုင်းနဲ့ပတ်သက်တာကိုကြိုက်တယ်ဆိုတော့အစားတော့ကြတော့ကိုကိုတိုင်ကအစားတော့ကြိုက်တယ်ဒါပေမဲ့အရန်ခုန်နေတာပေါ့ဟာအဲ့တော့အလှပရေးရပါဖြစ်ဖြစ်အဲဟိုကလည်း style လို့ဆိုတော့အဲ့လို fashion နဲ့ပတ်သက်တာပဲဖြစ်ဖြစ်အဲ့လိုခုခုကိုပုံပြီးစိတ်ဝင်စားရတယ်ဖြစ်တယ်သူတို့မျိုးကလို့အလှပလို့အဲ့လို skin care လေးတွေလို့အဲ့လိုမျိုးဗာလေးတွေတိမ်တဲ့နဲ့ဗာလေးတွေလုပ်တဲ့နဲ့ဆိုတော့တို့ကပြောတတ်တယ်ငါကလည်းတော့ beauty blogger တွေပဲဒီလူပညာဘက်ကိုခုန်ကူးလာဆိုတော့ဟမ်ပြေးကူးလာခုန်ကူးလာပြေးကူးလာဆိုတော့သူတို့ လည်းအဲ့ fashion ဘိုင်းတွေတို့အဲ့လို skin care ဘိုင်းလေးတွေတို့အဲ့နေရာပို့လိုက်ဖက်တယ်လို့ထင်တာ။အလှပတော့ဟိုအကုန်လုံးတော့အရေးပါတယ်လို့ထင်တာပဲ။သုံးလုံးလိုလူတွေတော့တော့ပို့ပြီးတော့အရေးပါတယ်။ဒါဘယ်လိုပဲပြောကိုယ့်ရဲ့ first impression ကိုကြည့်လိုက်တာနဲ့ဒီတယောက်ဒီလူတယောက်ဟိုဘယ်လောက်ထိကောင်းကောင်းလားရှိလဲ။ need and high ဒီဘယ်လောက်ဖြစ်လဲ။အဲ့ဒါတော့ဒါလူတိုင်းလည်းအခုဝိကလေးလို့ဆိုလဲပို့ပြတတ်ပါတယ်ပေါ့နော်။အဲ့တော့ဒီနောက်ပိုင်းကလေးဝိတ္တစားတတ်လာပြီ။ကိုယ်ထက်တော်ဝိတ္တစားတတ်သေးရဲ့။အဲ့လိုမျိုးဆိုတော့ဒါအလှပတော့အရေး စိတ်ထားလာဖို့လည်းရည်ကြီးရဲ့ခန္ဓာကိုယ်လာဖို့ရည်ကြီးကျမ်းမာဖို့ရည်ကြီးရဲ့အဲအဲ့ဒါတော့လေဟိုရှင်လုံးနဲ့မြင်တယ်မြင်တယ်ဆိုတာသူတို့ကဟို series ခင်မတိုင်ခင်ဆိုလို့ရှိရင်လည်း video clip တွေရှိတယ် video clip လည်းပြတ်သွားတာပဲအဲ့တော့ series လည်းအရင်တော့အခုအများကြီးလည်းမဟုတ်တော့ပြန်အဲ့တော့ခေတ်စီကြောင်းလိုက်တော့ training ဖြစ်နေတဲ့ပုံစံမျိုးနဲ့တော့ဒါကသွားနေမှာပဲအဲ့တော့ဟိုရရင်ရတဲ့အခွင့်အလမ်းနဲ့စူးစမ်းနေဖို့ပဲလိုတာပေါ့နော်ဘယ်ရမှာတော့အချိန်ကြာကြီးတည်မြဲဆိုတာရှိတယ်ပေါ့နော်